ကျွန်တော်ဒီနေ့3900နဲ့စောက်ရန်အထာကြတဲ့ packaging ဟောက်တလုံးရောင်းပေးမယ် minimalist time ဖြစ်ပြီးတော့ square light architect တွေနဲ့ကျွန်တော် nature integrated เนาะတဘာဝရဲ့အလှအပါတွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့အိမ်လှလာလေးလုံးကျွန်တော်ဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် room house က co sign ဖြစ်ပါတယ်။ဒီအိမ်လေးမှာကျွန်တော်တို့အများဆုံးတွေ့ရမှာကျွန်တော်တို့တဘာဝအလင်းရောင်တွေ့ရမယ်။တဘာဝရဲ့အလှတရားတွေနဲ့ပေါင်းစပ်ထားတယ်လို့ပြောလို့ရတယ်เนาะ။အဲကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဒီမှာတေသားတုံးအပိုင်းစာလေးတွေပါမယ်။ပြီးရင်အိမ်ထဲမှာဆိုအလင်းဝင်အားကောင်းအောင် နော်အလင်းပေါက်တွေထည့်ထားတာတွေ့ရမယ်အိမ်ကတော့ယူယူရှင်းရှင်းပဲကျွန်တော်တို့အထက်မှာမာရှယ်ဘောင်တခန်းပါတယ်ယူယူတခန်းပါတယ်အယိုးရှင်းဆုံးဘဝနဲ့ဒါဖြတ်တန်းနေတဲ့လူတွေအတွက်3900တန်းနဲ့ဒီလိုအိမ်လှလာလိမ့်နေနေရမှာဖြစ်ပါတယ်မြေကြီးကတော့ကျွန်တော်40 60ဖြစ်ပါတယ်နော်အိမ်ရှိမှဆိုရင်အခုလိုပေါ့နော်ဒါ resin resin area လေးဖန်တီးထားတယ်ဒီ resin area လေးကနေကျွန်တော်တို့ဒီထုံးမိုတစ်ခွင်မှာရှိတဲ့ view တွေအကုန်လုံးမြင်ရမယ်ကျွန်တော်မန္တလေးလာရှုလိုင်းကြီးဆိုရင်လည်းဒါတမင်းလောက်ပဲဝင်ရမယ်နေရာ နော်အဲ့လိုအနေထားမှာရှိတယ်တင်းနီယာကောင်းတယ်ဖန်နီးမှုကကောင်းတယ်တော်တော်လှတယ်ပြီးပြည့်စုံတယ်လို့ပြောလို့ရတယ်အိမ်လေးလုံးဖြစ်ပါတယ်โอเคအိမ်ရှိမှာရှိတယ်ဒါ runner လေးကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုကြည့်မယ်ဆိုရင်လည်းဒါကကျွန်တော်ဒီစမာချန်ကိုဘောနော်စားသောက်ဆိုင်ကိုလှမ်းမြင်နေရတယ်မကာလန်လာရှုလန်မိုက်ကိုလည်းလှမ်းမြင်နေရတဲ့အနေထားဖြစ်တယ်ကျွန်တော်ဒီလိုလေးထိုင်ပြီးတော့နော်ဒီလိုထိုင်ပြီးတော့ကိုယ့်အိမ်ရှိလေးမှာနော်ထိုင်ကြကြလေးနေလို့ရတာပေါ့အဲ့တော့3000ကျော်ရနေဗျာဒီခေတ်ဒီလိုအချိန်နေဒီလိုဈေးနှုန်းနေတယ်3000ကျော်ပါဆိုတော့ဒါ creation mode ပဲရှိတာပေါ့နော် okay အိမ်ထဲဝင်လာဒါအဲ့အတွင်းမှာအပြင်ဆင်ပေါ့နော်ဒါကျွန်တော် integrated liberon ပေါ့နော် dyne neuron နဲ့ liberon ကိုပေါင်းစပ်ထားတယ်အဲအကုန်လုံးကိုကျွန်တော်တို့ဒါတဘာဝရဲ့အရာတာကိုခန်းစားလို့ရအောင်ထည့်ထားတာပေါ့နော်ဘာလို့လဲသူက nature integrated ပေါ့နော်အဲတဘာဝနဲ့ပေါင်းစပ်ပြီးတော့ပုံဖော်ထားတယ်ဒါအင်္ဂလိပ်လုံးဖြစ်တယ်အဲဒီမှာဆိုရင်လည်းကျွန်တော်တို့မှန်ပေါင်းအကြီးကြီးတွေပါမယ်အပင်လေးတွေပါမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကသူက lighting နော်အဲကျွန်တော် lighting ဘိုင်းကိုလည်းကြည့်တယ် နော်အနံ့ရံနေဆိုရင်ကျွန်တော်တို့ဒါဘောတွေ flat တွေကြီးတယ်နော်ကျွန်တော်အကွေ့အောက်တွေတောင်ကျောင်းတွေလုံးဝကနုတ်တွေလုံးဝမပါဘူး flat တွေကြီးဖြစ်တယ်ကျွန်တော်ယူယူရှင်းရှင်းနဲ့ minimalist ဒါဦးစားပေးစောက်ထားတဲ့ပုံစံလေးဖြစ်တယ်ဗျမလိုက်တင်နေဆိုကြည့်လိုက်ပါတော့အဲ့တော့ဒီမှာကျွန်တော်အိတ်ခန်းနှခန်းပါတယ်ဒီမှာဆိုရင်ကွန်ပေါင်းတိုင်းနဲ့ပါတယ်ပေါ့နော်ကွန်ပေါင်းတိုင်းနဲ့ကိုတက်တက်ပြမယ်အဲ့တော့ကျွန်တော် master bedroom ဝင်ပြောက်ဒါကတော့ကျွန်တော် master bedroom ပေါ့နော်သူကတဘာဝ lighting ကိုဦးစားပေးထားတယ်ကျွန်တော်မီးလုံးနေဆိုရင် ဒီတစ်ခန်းလုံးမှာမှာကျွန်တော်နှလုံးကိုတွေ့ရတာပေါ့နော်ဒီအပေါ်မှာဆိုရင်သူကနေပဲဆိုနေအလင်းရောက်နေတရားပဲပုံစံမျိုးညပဲဆိုလေ lighting နှိမ့်မယ်လေးနဲ့ dim light လေးနဲ့နေရပဲဒါ feeling မျိုးပေါ့နော်ဒါကတော့ minimalist style ဖြစ်တယ်ဒီမှာကရေချွတ်အိမ်တာပါဒီကအိမ်တော်မှာတုံးထားတဲ့ပစ္စည်းတွေက modern ပစ္စည်းတွေဖြစ်တယ်ဒီမှာနော်ကောင်တာဘေးစင်ပါမယ်ဆိုရင်တော့ dim light တွေအစားထည့်ပေးထားတယ်ပြီးရင်ဒီမှာကျွန်တော် toilet ပေါ့နော်ဘူတိုင်းပါမယ်ပြီးရင်ဒီမှာ ရေဝရေးဆက်ဟိုတရာလီတာကြီးပါမယ်အဲ့တော့3 function shower ပါမယ်နော်အဲ့ဒါမျိုးအပြည့်ဆုံးကတ်ထားတဲ့ဟိုမှာနံရံမှာကြွေပြားပေါ့တပိပက်လေးပြားနေပါလိမ့်ဆိုပြီးပစ္စည်းကောင်းတွေသုံးထားတယ်ဒီအခန်းလေးကတော့ဒါဒုတိယမြောက်စင်ကာပူရောနေနော်ဒီမှာနံရံအယောင်လေးဆိုရင်ဒါတဘာဝရဲ့အယောင်လေးတွေသုံးပြီးတာတယ် light တွေနဲ့ပေါင်းပြီးတော့ညင်ညင်လေးနဲ့အေးလေးကြည့်ရအောင်နော် link ထိန်ဝင်းလက်ပြောင်းလက်နေမှာလေဒီအိမ်မှာရှိမှာမဟုတ်ဘူးအဲ့ကျွန်တော်တို့အေကန်နဲ့ဝင်လာမဲ့အခါမှာခန်းစားရမယ်ခန်းစားချက်ပေါ့နော် ကျွန်တော် vacation home တစ်လုံးမှာအခုလိုပြည့်ပြည့်စုံမှုတွေเนาะတတ်တတ်ရှင်းရှင်းတတ်တတ်ရဲရဲနဲ့เนาะဒါ interior decoration ကအစပြီးတော့စိတ်ကြည်နတ်မှုရလောက်တဲ့အထိဒါဖန်တီးထားတာကိုကျွန်တော်တွေ့ရတယ်ဒီမှာဆိုတက်မလန်းနေเนาะတက်မလန်းကိုဒီမှာတဘာတဘာဝါအတိုင်းမှာအကွဲချောင်းနေပါတယ်ဗောနော်အဲ့လိုဖန်တီးထားတာပြီးရင်ဒီဘက်မှာဒါစပွဲလေးဗောနော်အဲ့တော့ကျွန်တော် modern နဲ့ moderna classic နဲ့ပေါင်းပြီးတော့ပုံဖော်ထားတာပေါ့နော်တဘာဝရဲ့အရာတော်လည်းခန်းစားရမယ်ပြူးလွင်ရာသီဥတုလည်းလည်းနေရမယ်အဲကျွန်တော်တို့ဒါ furniture တွေရောအတွင်း decoration တွေကစပြီးတော့ခင်မိမယ်ဆိုရင်ဒီအိမ်ကပြည့်ပြည့်စုံတဲ့အိမ်လုံးလို့ပြောလို့ရတယ်နော်ကျွန်တော်ပြည့်ပြည့်စုံတဲ့အိမ်လုံးဆိုတော့ကျွန်တော် vacation house တဲ့မှာပြည့်ပြည့်စုံနေတဲ့အိမ်လုံးလို့ပြောလို့ရတယ်โอเคဒီဘက်ကကျွန်တော်မိဖုကန်တို့ပြမယ်အဲဒီမှာဆိုရင်ဒါကျွန်တော်တို့ဒါထမင်းစားတဲ့ကအပြင်ကတဘာဝအလင်းရောင်နဲ့ဒါစားရမယ်ဟိုဘက်ချမ်းနေပါလေအကုန်လုံး lighting နဲ့အပြည့်နော် အဲဒီမှာဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါနောက်က space အလို့လေးနော် space လို့လေးဒီမှာအကင်တွေပါလေကင်တာတွေကျွန်တော်ဒီဘက်မှာ white kitchen ထုတ်တာတွေပါလေလောက်လို့ရတယ်နော်အဲသူကတော့ကျွန်တော် minimalist style ဆိုတော့ကျွန်တော်ချက်တာပြုတ်တာတွေပါလေဟိုထူထူထူရှုပ်ရှက်ခန့်နေအောင်ရှိနေမှာမဟုတ်ဘူးဒီအိမ်မှာအဲဒီမှာဆိုရင်လုံးဝအရှင်းနော်ဟောပုံမှန်အိမ်လေးလို့ကျွန်တော်တို့ကက်ဘိနက်တွေပါနေရှုပ်ရှက်ခန့်နေမဲ့ပုံစံမျိုးမဟုတ်ဘူး packaging house မှာ minimalist style နေရမယ့်အိမ်မျိုးတင်ရ Okay ဒီမှာ ဒါရေချူကန်နဲ့အိမ်သားပေါ့နော်တွိုင်းလဲပေါ့နော်အဲဒီမှာဆိုဝင်လိုက်တာနဲ့ကြည့်လိုက်တာနဲ့ဒီမှာဘေးစင်လေးပါမယ်အဲဒီမှာဆိုရင်ကျွန်တော်အဝတ်လျှော်စက်ထားတဲ့ speed လေးပါမယ်ပြီးရင်တွဲမှာရေချူကန်ပါမယ်အိမ်သားပါမယ်နော်ရိုးရှင်းနေအပိုအလိုမရှိနေရာအားလုံးကိုပြည့်ပြည့်စုံအောင်ယူထားတယ်နော်အဲ့တော့ပြုံးနေမှာကျွန်တော်တို့ second home တစ်လုံးကိုနော်ကိုကိုတိုင်ဖန်တီးစရာမလိုဘဲနဲ့ဒါ creation ကားလာဝယ်ပြီးပြီးတော့ကျွန်တော်သိန်း1900ဝင်းကျင်နဲ့ဒါရမယ်ဆိုရင်ဘယ်လောက်မိုင်လဲနော်ကျွန်တော်တော့သဘောကျတယ် ဖန်တီးထားတဲ့ကျွန်တော်တို့ creation layer တွေရောဒါ nature integrated color ပေါ့နော်အဲ့ပုံစံတွေကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်အဒီနေ့ကဒါ vacation hall အနေနဲ့ဆိုရင်ပြည့်ပြည့်စုံတဲ့အင်တာလုံးကိုပဲကျွန်တော်ညွှန်ပြပါရပြဟုတ်ကဲ့ကျေးဇူးတင်ပါတယ်